တခါတုန်းကတောအုပ်ကြီးထဲမှာခညာထွားကြိုင်းတဲ့အရာဆိုတဲ့စင်ကြီးတကောင်ရှိပါတယ်စင်ကြီးဟာသူ့ရဲ့ကြီးမားတဲ့ခန္ဓာကိုယ်နဲ့ခွန်အားကိုအယံပဲဂုံယူတယ်တောထဲကတခြားတတ္တဝါတွေကိုအနိုင်ကျင့်တတ်တယ်အမြဲလိုလိုသူ့ကိုယ်သူအကောင်းဆုံးအကြီးမြတ်ဆုံးလို့ထင်နေသူပါဒီတောထဲမှာပဲပယက်စိတ်လေးတွေနဲ့အတူနေပါတယ်ပယက်စိတ်နဲ့သူ့အုပ်စုဟာစူပေါင်းလောက်ကင်တက်ကြပြီးအမြဲစူးစမ်းပန်းစားအလုံးလုံးနေတတ်တဲ့အလွန်စူးစမ်းတဲ့အကောင်လေးတွေပါသူတို့ဟာစီးလုံးပြီးဘယ်ရာကိုမှအားမလျှော့တတ်ကြဘူး တနေ့မှာစင်ကြီးဟာရေကန်နားမှာရေပက်ကစားရင်းနဲ့မြေပြင်ပေါ်ကပရစ်စိတ်အုပ်စုကိုစင်ကြီးကရေကစားနေတာကိုတွေ့လိုက်ပါတယ်ပရစ်စိတ်တွေကသတိထားမိသွားတယ်ပရစ်စိတ်တွေဟာစပားစိလေးတွေကိုဝိုင်းပြီးတဲပိုးနေတဲ့အချိန်မှာစင်ကြီးကတာကိုမြင်တော့သူတို့ကိုလောင်ပြောင်းနေပါတယ်ကြည်စမ်းပါဦးဒီပူရစ်စိတ်တွေကဘာလုံးနေကြတာလဲဆိုပြီးလောင်ပြောင်းနေပါတယ်စင်ကြီးဟာမိုက်မိုက်မဲမဲအော်ယူပြီးတူရဲ့နှာခေါင်ထဲကရေတွေကိုအားရပါရဆွဲယူလိုက်ပြီးပရစ်စိတ်တွေစီကိုပတ်လိုက်ပါတယ် ယုတ်တရရေတွေကြောင့်ပယစိတ်တွေရဲ့အစားအစာတွေလည်းပျက်စီးကုန်တယ်သူတို့လည်းလွင့်စင်ကုန်ကြတဲ့ပူရစိတ်တွေဟာဒေါသထွက်ပြီးရေအိုင်တဲကနေအ мян ဆုံးတက်လာပြီးစင်ကြီးစီကိုအပြေးသွားပြီးအော်ပြောလိုက်တယ်ဒီစင်ကြီးခင်များပါလို့တာလဲကျွန်တော်တို့အလုပ်ကိုဘာလို့ဖြည့်စီရတာလဲလို့ပြောပြီးစင်ကြီးကတော့အပြုံးမပြတ်ပဲခမိုင်းမိုင်းပြန်ပြောလိုက်တယ်အေးလေမင်းတို့လိုတေးသေးလေးတွေကိုလက်မောင်းနဲ့ရေပက်ရတာပြောစရာကောင်းလို့မင်းတို့ကဗာတက်နိုင်မှာမို့လို့လဲငါခြေထောက်အောက်မှာနင်းခြေပြစ်လိုက်ရင်မင်းတို့တမိသားစုလုံးပျောက်သွားမှာပဲ စင်ကြီးရဲ့စကားကြောင့်ပရက်စိတ်လေးရဲ့စိတ်ထဲမှာအယံကိုနာကြီးသွားတဲ့အင်အားကြီးတိုင်းအနိုင်ကျင့်နေတဲ့စင်ကြီးကိုတင်ကန်းစာပေးဖို့ဆုံးဖြတ်လိုက်တဲ့အပြောင်းလဲအတွက်အချိန်ယူရမယ်ဆိုပြီးအဲ့ဒီအချိန်ကိုရောက်လာပြီညဘက်ရောက်တော့အားလုံးအိပ်ပျော်နေတဲ့အချိန်မှာပရက်စိတ်လေးဟာဒိတ်တဆိတ်ထွက်လာပြီးအေယာမစင်ကြီးကိုအိပ်နေတဲ့နေရာကိုတက်သွားတဲ့အေယာရဲ့နှကောင်းတဲကိုအသာလေးဝင်ရောက်သွားလိုက်ပြီးအတွင်းပိုင်းနူးညံ့တဲ့အသားတွေကိုအားရပါရကြိုက်ခဲတော့တာပဲနားလိုက်တာဘာလဲဘေကကောင်းလဲ စင်ကြီးအေယာဟာနာကျင်လွန်းလို့အော်ဟစ်ပြီးတကိုယ်လုံးရိန်ထိုးနေတော့တယ်၎င်းထဲမှာရှိတဲ့ပရဲ့စိတ်လေးကိုဘလို့မှထုတ်လို့မရဘူး၎င်းထဲကလေမုတ်ကြည့်တယ်ရေစုပ်ပြီးမုတ်ထုတ်ကြည့်တယ်ဘာမှမတတ်နိုင်ဘူးသူ့ရဲ့ခွန်အားကြီးတွေဟာဒီသိငယ်တဲ့နာကျင်မှုရှိမှဘာမှမတတ်နိုင်တော့ဘူးနာကျင်လွန်းလို့ငိုရိုနေတဲ့စင်ကြီးရဲ့အတန်ကိုပရဲ့စိတ်လေးကြတော့၎င်းထဲနေအတန်ပြောလိုက်ပါတယ်စင်ကြီးခင်ဗျာကျွန်တော်တို့ကိုအနိုင်ကျင့်တုံကခံစားခဲ့ရတဲ့နာကျင်မှုမျိုးခင်ဗျာအခုခံစားရပြီလား အရွယ်စားကြီးတိုင်းအနိုင်မကျင့်ရဘူးဆိုတာနားလဲပြီလားဤစင်ကြီးဟာမျက်ရည်တွေနဲ့အပြစ်ဝင်ခံပြီးပြောလိုက်တယ်ပူရစိတ်လေးရေတောင်းပန်ပါတယ်ကွာမင်းတို့ကိုတကယ်ပဲအထင်သေးမိတယ်ငါ့ကို ခွင့်လွတ်ပါထွက်လာပေးပါတော့ငါဒီနေ့ကစပြီးဘသူကိုမှထပ်ပြီးအနိုင်ကျင့်တော့မှမဟုတ်ဘူးလို့ဂရိပေးပါတယ်ဤစင်ကြီးရဲ့စကားကြောင့်ပရစိတ်လေးတွေလည်းနဲ့သွားပြီး၎င်းတဲကနေအตาလေးပြန်ထွက်လာလိုက်တယ်အဲ့ဒီနေ့ကစပြီးစင်ကြီးဟာသူ့ရဲ့အင်အားကိုမမတက်တော့ပဲကျိုးနုံတဲ့စင်ကြီးဖြစ်လာတယ် တခြားတတဝါတွေကိုအနိုင်ကျင့်မဲ့အစားကူညီပေးတဲ့စင်ကြီးဖြစ်လာခဲ့တဲ့ကိုခန္ဓာအင်အားကြီးခြင်းသို့မဟုတ်ရုပ်ပိုင်းဆိုင်ရာသာမကအသိဉာဏ်ပညာစီလုံးခြင်းနဲ့တတိဆိုတာလဲအင်အားတစ်ခုတင်းငယ်တဲ့အရာတွေမှာလဲသူတို့ရဲ့ကိုပိုင်းအစွမ်းတတိတွေရှိနေတတ်ပါတယ်မမနာကြီးခြင်းနဲ့အနိုင်ကျင့်ခြင်းဟာဘယ်တော့မှမကောင်းတဲ့အကျိုးဆက်ကိုသာပေးဆက်နိုင်လိမ့်မယ်